2025ခုနှစ်မေလ26ရက်တနင်္လာနေ့ခက်ခဲမှုများစိတ်နှလုံးညှို့ငယ်လျက်မြေကြီးဆိုးမှကိုရောကိုအကျွန်ုပ်အော်ဟစ်ပါ၏အကျွန်ုပ်အထက်၌မြင့်သောကြောက်သို့ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ62ခုမြောက်သောဆာလံအပိုင်ငယ်နေ့ကျမကြီးပြင်းလာသည်နှင့်အမကျမမိဘများဆက်ဆံရေးကကောင်းသည်ဟုထင်ရပါသည် သို့သောသူတို့၏22နှစ်တာအိမ်တော်တက်တန်းတလျှောက် ခက်ခဲမှုများရှိခဲ့ကြသည် ဖြစ်ချင်သောကျမအထက်တန်းကျောင်းတက်ဆရင်သူတို့လမ်းခွဲခဲ့ကြသည် ကျမအနာဂတ်အတွက် အလွန်မဲစိုးရိမ်ပူပင်နေခဲ့ရသည်အခြားလူတွေကျမကိုဘယ်လိုထင်မလဲဟုစိတ်ပူမိသည်ကိုယ်နေတဲ့မိဘများရှိတာမို့ကျမကိုလောင်နေကြမလားခင်မွန်းတွေကကွာရှင်းထားတဲ့ဇနီးတွေလူများကျမမိခင်ကို လူတွေဝေဖန်ကြမလားဒီတဲ့င်းတွေမထွက်လာခင်မှာပဲ ကျမကောင်းတဲ့အတွေးတွေတန်းစီထွက်လာခဲ့သည်ကျမဘဝကပြီးခဲ့တဲ့အချိန်တွေကနဲ့ဘယ်တော့မှတူမှာမဟုတ်တော့တာကို ကျမသိပါသည်ဒီလိုအဖြစ်မျိုးဘယ်တော့မှဖြစ်မယ်လို့အတွေးမိခဲ့ပါဘူးကျမရဲ့ခက်ခဲမှုတွေကတစဉ်ကျမရဲ့စိတ်ဖိစီးမှုနဲ့အပြုတ်သဘောမဆောင်တဲ့အတွေးများကတစဉ်ဘုရားသခင်ကကျမကိုအမြဲတမ်းကူမပေးဖို့ရှိနေတယ်ဟုကျမကိုကျမသတိပေးလိုက်သည် ကျမငြိမ်သက်မှုခံစားရတာ တည်မြဲပြီးအဆုံးမရှိသည့်ဆက်သွယ်ပုံမျိုးဖြင့်ကျမနှင့်ဘုရားသခင်မှ ရှိကြောင်းသိရပါသည်62ခုမြောက်သောစာလံအပိုင်ငယ်1မှ4တွင်ဘုရားသခင်ကဘဝရဲ့ခက်ခဲသောအချိန်များမှာကျမကိုဥဆောင်ပေးနေမည်ဟုစိတ်ချမှုပေးသည်ဘုရားသခင်ကကျမတို့ကိုကျမတို့ကာကွယ်ဖို့ထိဘယ်တော့မှကျမတို့အားစွန့်မထားပါစင်ကြယ်ဘဝကအမြဲပြောင်းလဲနေတော်လေ ကျွန်ုပ်အပေါ်ထားသည့်ဘုရားသခင်၏မေတ္တာကတည်မြဲပါသည်အာယုပြုဆုတောင်းရန်ကွာရှင်းမှုကြုံရသောမိသားစုများအတွက်ဆုတောင်းချက်ကောင်းကင်ဘုံရှင်ဖာစိုးရိမ်ပူပန်မှုအပြုတ်သော မဆောင်သည့်အတွေးများလွှမ်းလာသောအခါငြိမ်သက်ခြင်းကို ပေးမူပါအာမင် True Patricy California USA